အယူဂျီရဲ့ခေါင်းဆောင်ပိုင်းကလူတွေအနေနဲ့ PDA တွေနဲ့အဲ့လည်းဘန်းကပြည်သူတွေပေါ်ဘလောက်စိတ်နာရှိတယ်ဆိုတဲ့အပေါ်မှာမူတည်ပြီးလွမြောက်ခြင်းမလွမြောက်ခြင်းအောင်မြင်ခြင်းမအောင်မြင်ခြင်းရောက်နေပြီးဘာလို့မလဲစစ်တပ်အကုန်မပြုတ်မတိုက်ဘူးစစ်တုံးစစ်မဟုတ်ဘူးစစ်ခေါင်းဆောင်တွေတိုက်မယ်ကြံတဲ့စစ်တပ်ကိုဖီဖာလုတ်ပြီးတော့တိုင်းသားတွေနဲ့ဖက်ဒရယ်တပ်တစ်ခုတည်ဆောက်မယ်မြန်မာနိုင်ငံရေးမှာစစ်တပ်ဟာပြဿနာတစ်ခုပဲစစ်တပ်ရှုံးတော့ပြီဆိုတော့အရာအလုပ်ပြည့်လဲတော့ပြီလို့ယူဆလို့မရဘူး တော့ယူဆလို့မရဘူးစစ်တပ်ကြောက်ဆုံးသွားရင် တိုင်းပြည်ဘယ်လိုပြန်ပြီးတည်ဆောက်မလဲဆိုတာမဖြစ်မနေစဉ်းစားမှရတာပမာနိုင်ငံရေးတမားတွေပေါ့ဗျာเนาะတိုင်းသားတွေရဲ့အမြင်မှာဆိုတော့ဒီပြဿနာကိုယူချင်အောင်ဆောင်ပြီးတွောင်းနေတော့အခုချိန်ဒီပဲဒီပြဿနာကိုနိုင်ငံရေးကောင်းဆောင်တွေကပြဿနာကိုထိုက်တိုက်လည်းမရှင်းဘူးယူချင်အောင်ဆောင်ပြီးတော့ပြီးရင်တိုင်းသားတွေကပေါ်စကားပြောလဲဆိုရင်တိုင်းသားတွေဟာအခွင့်အရေးရတော့မှလူအပ်တာတဲ့ပို့ပြီးတောင်းဆိုလာကြတယ်ဆိုပဲ။ ဒီနေ့မှာပြောခဲ့တာเนาะတကယ်ကအဲ့လိုမဟုတ်ဘူးအခုကလာကျုပ်တို့မှာတိုင်းပြည်တည်ဆောက်ရေးကိုတွားဖို့အကောင်းဆုံးအချိန်ပဲပင်လုံနဲ့ပဲတွားတွားရှမ်းဖက်ဒရယ်မူနဲ့ပဲတွားတွားတွားလို့ရတယ်ဘိုးကျော်ဆန်းပြောခဲ့တာမျိုးလွတ်လပ်ရေးပထမတိုင်းပြည်တည်ဆောက်ရေးဒုတိယအဲ့ဒီဟာနေစပြီးတော့စစ်အဏာတိုက်ရေးပထမတည်ဆောက်ရေးကဒုတိယဖြစ်သွားတာ အဲ့လိုမျိုးအသက်တမျှအရေးကြီးတဲ့ရှီစုမဲစုရောက်ခဲ့တဲ့ပင်လုံလေးကိုယူချင်းအောင်သွားဆောင်လိုက်တော့ဗာလဲဆက်နေအတူနေကြည့်မကြရင်ခွဲထွက်အဲ့ဒါဟာအရက်စကားပင်လုံမဖော်ဆောင်နိုင်ခင်ပါဘူးကြောက်စမ်းကြဆုံးသွားတယ်အခု UNG ရဲ့ပုံစံကအဲ့လိုပဲလာ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 တိုက်ပေးငါတို့ဥဆောင်မယ်မင်းတို့မကြရင်ဆက်နေလောက်ပေါင်းကြည့်တူတူပဲဒီပုံစံပဲဆက်နိုင်လာတိုက်ပေးငါတို့ကအစိုးရလုပ်မယ်ပြီးတော့အဲ့ဒါတော့ထားလိုက်အောင်သူတို့နောက်ကွက်ကဆက်တော့ အဓိကချက်ကတော်လာရေးစဲနာတိုက်ရပထမတိုင်းပြည်တခြားရဒုတိယအခုလောက်ထားတဲ့ပုံစံလော်ပီဒီကလည်းစဲနာတိုက်ဖို့ပဲပြောနေတယ်အဲ့ဒါမားနေတာရှင်းရှင်းလေးပဲဂျာကာလာဖက်စည်းပုတ်မချပြတာဟာအဲ့ဒီကြောင့်နော်သူတို့ဟာအစိုးရအပြောင်းလဲပဲယူတာအဲ့ဒါသေချာပေါ့နားလည်ထားဖို့လိုနေပြီမဖြစ်မနေအချိန်လည်းမရှိတော့ဘူးနော်တော်လာရေးဒီပထမတိုင်းပြည်တခြားရဒုတိယ ဂျာကာလာဖွဲ့စည်းပုတ်ချပြဖို့ညင်းထားတဲ့အခုချိန်ဒီပဲနော် NUCC မှာလည်းတာလီယန်စီရ CRPA မှာလည်းဘာရင်မမသိ NDU လည်း CRP ကအာဏာသိမ်းထားတယ် CWC ကအာဏာသိမ်းထားတယ်ကျွန်တော်တို့ဟာပင်လယ်ကိုသင်္ကန်းဆောင်ယူကိုယူရမှာဗျတိုင်းပြည်တိဆောက်ရေးဟာတိုင်းရဲသားတွေနဲ့ပေါင်းမိနေတဲ့နေရာမှာအရက်စကားနော်ပါဇက်ပြောကတိနဲ့မပြီးဘူးနော် MOU တွေဘာတွေလောက်နဲ့အနှက်ဆုပ်အစ် ချတာလိုမျိုးဒါမှမဟုတ်လည်းပင်လုံဆောင်ချုပ်လိုမျိုးဒုတိယအာ3.0ပေါ့ဗျာပင်လုံ2.0ပြီးသွားရင်3.0လိုမျိုးနဲ့လောက်အောင်ရအောင်စုအောင်မဟုတ်မရဘူး27ရာစုပင်လုံလည်းအချိန်မြေပလုံသွားနိုင်တယ်အရကတိနဲ့ဖြစ်နေလို့ဒီတော့တကယ်တမ်းမှာကျွန်တော်ပြောချင်တာက UNG နေနဲ့လုံးမဲ့ဆိုရင်နော်ကောင်းချင်းဆိုချင်းလူပုဂ္ဂိုလ်တယောက်ချင်းမပြောဘူးလုံးမဲ့ဆိုရင်ဂျာကာလာဖွဲ့စည်းပုဂ္ဂိုလ်ချပြပြီးထောင်စုကိုဘယ်လိုပုံစံဘယ်လိုမော်ဒယ်နဲ့သွားမလဲဆိုတော့ အကြည့်အလန်ဆွေးနွေးဒါပဲလုပ်ရမှာအဲ့ဒီတော့မှဆွေးနွေးပြီးလို့မှပဲအကြည့်အလန်ဆွေးနွေးပြီးလို့မှကြိုင်းရတွဲမကြိုင်းခွဲဒါဟာတိုင်းသားတွေသဘောဖြစ်သွားပြီကိုလည်းလိုက်ဆွဲထားလို့မရဘူးမဟုတ်လားဒါလုပ်ရမှာလေမလုပ်မလုပ်မလုပ်ဘဲနဲ့နေလို့ဖြစ်နေတာပြဿနာစိတ်နဲ့တိုင်းစိတ်နဲ့တိုင်းတိုင်းသားတွေကဘာအာမခံချက်ရလို့လားတိုက်ပြီးမှလဲရှင်းနေတော့ပဲအဲ့ကြောင့်ပြောတယ်စိတ်နဲ့တိုင်းရေနော်အာစစ်ကောင်စီတအားယူ ကြောက်ဆုံးနေတဲ့အချိန်မှာအနိုင်တိုက်ရေးဆိုတာတိုက်လို့လည်းမရဘူးတိုက်မှလည်းမဟုတ်ဘူး။ဘာဖြစ်လဲ။ဘာကြောင့်တိုက်ရမယ်မှန်းမသိလို့ပြောခဲ့ဘူးတဲ့။ဘမစစ်တပ်တွေပါတယ်ပေါ့အခုကကျွန်တော်တို့ကိုယ်တိုင်လည်းတော်လန့်နေတာဒီနေရာမှာ IUG ကိုတကယ်ဖြိုမှဆိုရင်ဘမပြည်နယ်ကအလက်ဘိုင်းကတော်တိုင်းအဲစုတွေပဲဖြိုအောင်ပါတခြားလူဖြိုမှမဟုတ်ဘူး။အယူဂျီကိုဖျက်သိမ်းမဲ့ဆိုရင်တိုင်းသားတွေဖျက်မှာမဟုတ်ကိုယ်တိုင်ဖျက်ရမှာအယူဂျီကိုဖျက်ဖို့ဆိုရင်ကိုယ်တိုင်ဗမာပြည်နယ်အလက်ပိုင်းကဖျက်မှာရတာတိုင်းသားတွေမဖျက်ဘူး သူတို့တော့မဆိုင်တော့ဘူးပြီးတော့မင်းတို့ကမင်းတို့စစ်တပ်ပဲချက်ချင်ဘာလဲ NUG ပဲချက်ချင်အလက်ပိုင်းမှာမင်းတို့ကိစ္စဒီမျိုးအခြေအနေကိုနော်အခြေလည်းလည်းမဆွေးနွေးဘာမှလည်းမညှိနှိုင်းနဲ့အဲ့လိုပဲဖြစ်တာပဲမတူတာကမတူတာကနော်အခုက48အလွန်ကာလမဟုတ်ဘူး ော်အဲ့ဒီ48အလောက်ကာလမှာခွဲရွတ်ရေးနဲ့ဗမာအင်အားကြီးဗမာစစ်တပ်နော်အဘူကျော်ဆန်တို့ကဒါပြပားနေပြီးတော့တင်လာတဲ့ရဲဘော်တုံးကြိတ်ထားလိုက်တိုင်းသားတွေမှာလက်နက်အားခိုက်ခိုက်မမလက်နက်ကြိုက်တက်ခိုက်ခိုက်မမအဲ့ဒီတော့ကမရှိဘူးအခုကရှိသွားပြီ EAO တွေအကုန်လုံးက stakeholder ကြားနေဖြစ်ကုန်ပြီကိုတရမှခိုင်မှသေးတယ်ပြီးတော့ပြောချင်တာကဒီတစ်ခါလူဘတ်ထောက်ဝရင်ဘောပေါက်မှာပါအရင်လိုလူဘတ်ထောက်ဝရင် နိုင်ငံရေးပြဿနာကိုစည်ရင်းနဲ့ထပ်ရှင်းရရင်လည်းတိုင်းပြည်ဒီထက်ကြီးဖော်ဖော်ညံ့ညံ့ပဲကြီးမှာပြီးတော့ဘာမှဘာဆောက်တွေနားလည်တင့်တယ်လောလောဆယ်တိုင်းသားတွေလောက်သွားတာကရှင်းတယ်သူတို့ကသူတို့အဲ့ဒါအကြည်လည်းလည်းမဆွေးနွေးကြောက်ကလာလည်းမချပြဘာဖွဲ့စည်းပုံနဲ့ဘာသွားမှမမသိအစိုးရကြီးပဲအတင်းလုံနေတာဒီတော့တိုင်းသားတွေကသူတို့လောက်တင်တော့သူတို့လောက်သွားတယ်ဒါကကိုနဲ့မျိုးကိုကိုထိုက်ချုပ်ကိုတက်အင်အားကိုကိုအင်အားကြီးမအောင်တိဆောက် ပြီးမှမိစိန်ကြီးကားကြရဲဆိုတဲ့အခြေအနေဖြစ်သွားတယ်။ IUG ကြောင့်ကနေလေလုံးလုံးရွေးကောက်ပဲလုံးမလား။အာမင်းတို့ IUG ရောစက်ကောက်စီအနိုင်တိုင်းမလား။လုံးလုံးလုံးဟာတို့ကုညီပေးမယ်အစင်သက်ပဲ။အဲ့လိုမျိုးလေလက်ရှိချင်းနဲ့ဒါပဲလေဗျ။အဲ့တော့ဘာတွေဝေဝါနေပြီးတော့အလဘိုင်းကတော်လိုက်ခေါင်းဆောင်အော်ဘာတွေပတ်တော့လို့တွေဝါတာဂိတ်တွေနဲ့ရှုပ်နေမှလည်းမသိဒါပဲလေအဖြစ်အပျက် ကျွန်တော်ပြောတာရှင်းရှင်းလေးပဲတိုင်းသားတွေကเนาะကျွန်တော်ပြောပြပြီး2021အကုတ်အာ2022ဇန်နဝါရီလမှာပေါ်ချုပ်ထွန်းမြတ်နိုင်တို့ AA တို့နဲ့အိုးမျက်နှာတွေဖြီးနေရော NUGRC APA တို့တွေတွေ့ကြသေးတယ်တစ်ဖက်စလုံးဘာမှမထုတ်ပြန်နိုင်ဘူးတိလိုက်ပြီလေတစ်ခါတွေ့လာနေဒီကောင်တွေဒီဆောက်ကျင်းမဲ့ဆိုပြီးတော့ဒီတော့ဟိုကပြောလိုက်တယ်အဖွဲ့ကြီးတစ်ခုနေနေတော့အတိမတ်ပြုတယ်အစိုးရနေနေတော့မအတိမတ်မပြုဘူးဒါပေမဲ့စကားတော့ရခိုင်နဲ့ပတ်သက်ရင်စစ်စစ်ချင်းချင်းပြောဆိုပြီးတော့ပြောလိုက်တယ်เนาะ AA ရောအဲ့ကလေးကနေပြီးသွားလား ် UNG နဲ့ပြောပါလေဒီတော့နော်အရင်တော့ကလို့အကွက်နဲ့ဟိုလေ UNO kick ကလို့မျိုး88လို့မျိုးလုံးလို့မရတော့ဘူးအခုချိန်မှာအားလုံးဟာကိုပိုင်တက်ကိုပိုင်လက်နဲ့ကိုက်အင်အားတွေနဲ့ဖြစ်ကုန်ပြီနော်ပြီးတော့လည်း PDF ဆိုတာသူတို့မွေးပြီးတော့တင်ပေးခဲ့ပြီးတော့လက်နဲ့တက်ဆင်ပေးထားတဲ့လူတွေရုတ်တရက်အပြောင်းလဲတစ်ခုမှ UNG လေထဲမှာထီထီလွင့်နေလိမ့်မယ်အဲ့လိုမျိုးဘာလို့ဆိုရင်အပြောင်းလဲဖြစ်ရင်မြေပြင်မှာကိုဘက်ကိုခိုလုံလိုက်ရုပ်ပဲအတိုင်းအာ PDF တွေက ်တက်ဆိုင်ရမိခင်တိုင်ရင်ကိုပြန်ဆုတ်သွားလိုက်ရင်ပြီးတယ်တိုင်းသောခေါင်းဆောင်တွေကဘလို့အဖြေထွက်ချင်တာလဲမြန်မာခေါင်းဆောင်တွေကရောဘလို့အဖြေထွက်ချင်တာလဲဒါတော်လိုက်ဖက်တော့စစ်ကောက်စီဖက်မပေါဘူးပြီးတော့ရန်သူကတော့တူနေတယ်ပေါ့ဗျာအဖြေကရှင်းပါတယ်တိုင်းသားတွေအဖြေကရှင်းတယ်ဖြစ်နိုင်ရင်စစ်တပ် institution တစ်ခုလုံးတိုက်မယ် AA လို့ဆို institution တစ်ခုလုံးတိုက်တာဘာလို့ဆိုရင်အကုတ်တိဆောက်ပြီးတော့အကုတ်အသက်သွင်းလိုက်တယ်ဘာမှဟိုလာဝကတွေမာယာကတွေ ဘာတွေမရှိဘူးအကောလုံး AA တို့ရဲ့ဖွဲ့စည်းပုံဆိုင်ရဒါဒီလက်တို့ဘာလို့အဲ့လိုတွင်းလိုက်တယ်ဒါစစ် institution တခုလုံးတိုက်တာစစ်သုံးစစ်လုံးတိုက်ပစ်လိုက်တာဒီတော့ပြီးရင်ဆိုင်ဆောင်နေတယ်လှုပ်လှုပ်ရှစ်ပြီးထောက်လားဆယ်ပြီးထောက်လားဆယ်တပြီးထောက်လားဆယ်နှစ်ပြီးထောက်လားလှုပ်ဘာလို့ပါမယ်ထုတ်လားအလုံးအလုံးတိုင်းတိုင်းအခုလိုမျိုးဖြစ်နေတာပဲလောက်လေရှင်းပြထောင်းသုံးမုတ်ဆက်ပြထောင်းရရတဲ့ဆက်တပြထောင်းရရတဲ့အကျဲစလို့လောက်မတို့လည်းပေါ့မယ် ခက်ခက်မမဒီစားပြီးထင်းနေတယ်လေဒီတော့ပြီးရင်သူတို့ဒါနိုင်ငံရေးရပေါ့နော်ရှင်းပြထားတာဆိုတာနိုင်ငံရေးရနိုင်ငံရေးတိစောက်တာဖက်ဒရယ်ပေါ့ဒီတော့တက်ကိုတော့တိုင်းသားတွေကစုဖွဲ့ပြီးတော့သူတို့တင်ပေးထားတာကိုဒီတော့တက်ကိုတိုင်းသားတွေအားလုံးစုဖွဲ့ပြီးတော့အာကျွန်တော်တို့ Western တီတီတာလိုမျိုးစေရုပ်ချုပ် Dry Zone တီတီတာလိုမျိုးစေရုပ်ချုပ်မြောက်ပိုင်းစေရုပ်ချုပ်အဲ့လိုအနေနဲ့တွားမယ်ဖက်ဒရယ်အာမီပုံစံတော့မဟုတ်သေးဘူးအခက်ဆုံးကတပ်ပေါင်းတော့ပဲ အဲ့ဒီမှာအခက်တော့မြန်မာအကောင်းဆောင်တွေလက်ရှိ UNG ကောင်းဆောင်တွေအဖြစ်ကပါလဲသူတို့ဟာဆက်ကောင်းဆောင်ကိုတိုက်မယ်ပြီးငါတို့အစိုးရပြန်လုံမယ်အဲ့လိုရည်ရွယ်တာအဲ့မှာလွဲတာပဲအကြီးလွဲတာနော်ဆက်ကောင်းဆောင်တိုက်မယ်ပြီးငါတို့အစိုးရလုံမယ်တိုင်းသားတွေကိုဖက်ဒရယ်လို့လို့ကွန်ဖက်ဒရယ်လို့လို့ဘောဟိုအစိုးရလို့လို့ဘာလို့လို့ညလို့လို့နဲ့တဆက်လို့လို့ စစ်ကောက်စီရ14ပြည်ထောင်လို့လို့စစ်ကောက်စီရ14ပြည်ထောင်လေတိုင်းနဲ့ပြည်နဲ့14ခုအဲ့တော့သွားတော့ဟိုအဲ့တော့ဘာမှဖစီပုတ်တွေပါတယ်ဘာမှမရွေးပဲနဲ့2000ရှစ်ဟုတ်ပဲနော်နာမည်ပြောင်းပြီးပြန်တော့တော့ Yes or no ဟုတ်လားတော်မကြီးပါလားအယူကြီးအဲ့လိုပဲလေ မြန်မာငါးဆောက်တယ် UNG တို့ကအဲ့လိုပဲစဉ်းစားတာအဲ့ AA တို့ကတော့တိုက်ပြီးွားပြီပြီးွားပြီသူကသူစောင့်နေပြီကချင်လို့လားဒါတတ်နေတလောက်လုံးနေတယ်ပြီးတော့မယ်ပြီးတော့မယ်ဆိုပါတော့ဗျာထားလိုက်တော့အာကရင်ဆိုလားအတော့သူပြည်လန်နေပြီးတော့ပဲဒီတော့ UNG တို့ပါလို့ရမြန်မာငါးဆောက်တွေကိုကြည့်လိုက်တော့စစ်ငါးဆောက်တိုက်မယ်နေပြီးတော့သူမတ်ပုတ်တင်ထားတဲ့ drone တွေနဲ့လာမယ်တို့ပါလို့ညာတို့သူတို့စဉ်းစားတာက၁၄ပြည်ထောင်ပေါ့ဒါတိုင်းနဲ့ပြည်နယ်ရှိပြီးသားအတိုင်းနော် အဲကြောင့်မို့လဲပါကဖာတွေနဲ့လာ institution ပါလဲ power ဘောကန်ဖြစ်မဲ့ဆိုပြီးတိဆောက်လာတိုင်းစားဒေသတွေမှာသွားလို့တော့မားထုတ်ခံရတာပဲဥဆုပ်ကရင်ဒီမှာမားထုတ်ခံရတာပဲဒီတော့သူတို့ကပြီးရင်နောက်တစ်ဆင့်မှာစစ်တပ်ကိုကြောက်တော့ဘလို့စဉ်းစားလဲဆိုရင်နော်စစ်ကားဆောင်တွေတိုက်မယ် AUG တို့ကပြီးရင်အာစစ်တပ်ကိုတိုင်းရင်းသားတပ်တွေနဲ့ပြန်ပေါင်းပြီးတော့ federal လုပ်မယ်ပေါ့ဗျာရည်ရွယ်ပေါ့ကအဲ့လို federal တပ်ပေါ့ဗျာအဲ့လိုရည်ရွယ်လား refund refund လုပ်မယ်ပေါ့စစ်တပ်ကိုအဲ့လိုစဉ်းစားလာအကြီး စစ်တပ်အကုန်အပြုတ်မတိုက်ဘူးစစ်သုံးစစ်မဟုတ်ဘူးစစ်ကားဆောင်တွေတိုက်မယ်ကြာတဲ့စစ်တပ်ကို prefer လုပ်ပြီးတော့တိုင်းသားတွေနဲ့ federal တပ်တစ်ခုတိဆောက်မယ် in out အဲ့မှာလေပတ်တော်လုံးတွေအားလုံးအ PDF တွေအားလုံးစစ်တပ်နဲ့နံပါတ်တစ်ခုဖြစ်ပြောင်းအဲအဲ့လိုဝင်ရည်ရွယ်တော့လားဟိုအမကတပတ်ပတ်ပြီးတော့ဒီတိုင်းဒီတိုင်းပဲပြီးတော့ရှင်းရှင်းလေးပါပဲအာနာလူဝါရာပြန်ယူတာပဲကျွန်တော်မဟုတ်ဘူး ပြီးတော့နံပါတ်1ချက်ကအတိုင်းအသားတွေကလူချင်တဲ့အဖြစ် AA ရိုးပေါ့တခြားတခြားတော့ PDA တွေနဲ့ပေါင်းပြီးတော့ပေါ့ဗျာလူချင်တဲ့အဖြစ်ကို trouble ဆိုရင်သေချာပေါ့လူချင်တဲ့အဖြစ်ကိုအာမခိုင်ချက် AA ပို့ချတော်မှန်းနိုင်ပြောသလိုအဖြစ်ကိုရဖို့ဆိုရင်သေချာပေါ့အလက်ပိုင်းကိုသူတို့ဝင်ပြီးတော့ကိုကယ်ပြီးတိုက်မှရတော့မှာအနောက်ဆိုတော့ AR မြစ်ကျော်အနောက်ဖက်တချမ်းကိုရအောင်ယူမှရတော့မှာကျတော့ပြောခဲ့သလိုပဲ IUG ရဲ့အခွင့်အရေးမပါဘဲနဲ့ဝင်လို့မရဖြစ်နေတယ် တကယ်ပြောတော့နော်အဲ့ဒါ UNG ကူညီမပါဘဲတိုင်းသားတွေဝင်လို့မရအောင်ဖြစ်နေတာမြင်အောင်ကြည့်ပေါ့ဗျာအဲ့ဒါဟိုဆရာကြီးဖြစ်တာလေဘာဖြစ်တာညာဖြစ်တာမဟုတ်ခံနေတာအဲ့ဒါမျိုး UNG ကူညီမပါဘဲနဲ့ဝင်လို့မရဘူးချက်ချင်းတခါတည်းတည်းအဖြစ်ပတ်တော့လို့နေတော့ PD အဲ့လိုအလုပ်ပြောင်းပြပြီးတော့ A ရုံးနဲ့ပေါင်းပြီးတိုင်းရရတယ်ရှင်းတယ်ကူညီမဲ့ဟိုအစင်တက်ပဲယူသွားမယ်ဆိုရင်တော့အခုကဝင်လို့မရအောင်ဖြစ်နေတာ A ရုံးက အဲ့လိုခံနေတာဘယ်သူလဲဆိုရင်စစ်တပ်မဟုတ်ဘူးစစ်တပ်ကဘာမှမရှိတော့ဘူးအေလိုတိုက်ရင်တိုက်လို့ရနေပြီကိုလူကိုပြန်ပြင်းရအောင်မှအခြေအနေဖြစ်နေတယ်ဟုတ်လားအဲ့တော့ဘယ်လိုလုပ်သွားပြီးတော့စုစည်းညီညွတ်လို့ဘယ်လိုလုပ်တိုက်လို့ရမှာလဲပြက်တော့ပြက်နေပြီမြန်မာခေါင်းဆောင်တွေ UNG ရဲ့ခေါင်းဆောင်တွေရဲ့တောင်ပိုင်းတွေရောစစ်တပ်တွေရောမြောက်ပိုင်းစစ်တပ်တွေရောဘာတွေမှမသိပဲနဲ့ uniform နဲ့ရှောက်သွားနေပြီးတော့ဘာအဖြေမှလည်းထွက်လာဖို့မရှိဘူးဒီတော့ UG တို့ရဲ့စဉ်းစားချက်အရည်ရွယ်ချက်လုပ်ဖို့ကံ့ဘို့ဟာစစ်ကားဆောင်တွေကိုဖြုတ်ချမယ်စစ်အာဏာရှင်ကိုဖြုတ်ချတာပေါ့ဗျာပြီးရင်၁၄ပြည်ထောင်တိုင်းအရင်ပုံစံတိုင်းတွားမယ်ဒါဟာလမ်းဟောင်းလိုက်တာပဲပြေချနားလည်ထားမှာက EO တွေဒီ2023မှာလမ်းဟောင်းကိုဘယ် EO တော်တော်များများပြတ်မသုံးပါဘူးเนาะတချို့ကတော့ကရင်ဘက်မှာတော့သုံးချင်သုံးမယ်အခုလိုမျိုး AA တို့လိုမျိုးရှမ်းမြောက်လိုမျိုးကချင်တို့လိုမျိုးကတော့ဆယ်လေးပြည်ထောင်တွေပါတယ်ရောက်တော့မှမဟုတ်ဘူးဟုတ်လားဆယ်လေးပြည်ထောင်မလို့ဘူး ူပြီးချောင်းနဲ့သူပြည့်နေနဲ့သူဖြစ်နေပြီအဲ့တော့ teacher ဘောင်နားလဲပြီးတော့ခင်ဗျားတို့ဒါလေးတော့စဉ်းစားဖို့ဗျာဟော EAO တွေလက်မခံရင် UNG မနိုင်ဘူးတော်တော်ရောရမယ်အစင်းလည်းတော်တော်မဟုတ်ဘူးဘလို့နည်းနဲ့ပြမနိုင်ဘူးဘာပြောရလဲဆိုရင် EAO ရဲ့တန်နေရချထားမှု EAO ရဲ့လက်နဲ့တက်ယူလာလမ်းကြောင်း EAO ရဲ့တိုင်းသားနေမိတရားနဲ့ဇက်တွေမှာ တိုင်းသားနေမြေဒီမှာပဲလက်လက်ခဲခဲနဲ့တည်ယူလို့ရတယ်ဒါဟာပါဝါများချေပါဝါရှယ်ယာတွေပဲ AUG ဘာလုံးမလဲဟောပြီးတော့ AUG အခုလိုမျိုးပဲမပြင်းဘူး2025ရောက်လာပြီအလက်ဘိုင်းဝင်ဖို့အတွက်မပြင်းဘူးမလုပ်ဘူးเนาะအခွန်ပဲကောက်မယ်ရင်းနှီးတွင်းမဲ့တူးမယ်စစ်တပ်ကိုနိုင်အောင်မတိုက်ဘူးပြီးတိုင်းသားတွေရှင်းတာပဲကိုပြည်နယ်ကိုထိချုပ်ပြီးနတ်နေမှာပေါ့ရှင်းရှင်းလေးပဲပြီးနေပြီလေကျန်တော့နည်းနည်းပပပါအကြိုက်ရှိပြင်းလို့ရတယ်ဘာလို့လဲဆိုပြီးွားမှတော့မခက်ခက်ပဲသူတို့မှလည်း ပြီးွားရင်စိတ်ဆိုးပြီးတော့ဘုရားလာကြရင်ပြဿနာရောလှုပ်ဖို့ကလည်းခက်နေတယ်ရှေ့ဒူးကမလို့လို့နောက်ဆုတ်အောင်မလို့နဲ့အယူကြီးလှုပ်လာတာအယူကြီးလှုပ်လာတာချက်ကြည့်နေတယ်မင်းတို့ဘာမှလည်းမထူးတော့အေးကိုပြိနေကိုထိချုပ်နတ်နေမယ်အဲ့လိုနတ်နေမြန်မာပြည်အလက်တကြောကဘမ PDF တွေတော်တော်လေးရုပ်ကံတေချီပြစ်စီရလိမ့်မယ်အဲ့ခါကျပြန်ဆုတ်သွားရလိမ့်မယ်ဒိုင်းစာဖက်တွေကိုအဲ့တော့ UG ကြောက်ပဲ UG ရဲ့ခေါင်းဆောင်ဘိုင်းကလူတွေအနေနဲ့ PDF တွေနဲ့ အလဘန်းကပြည်သူတွေပေါ်ဘလောက်စေတနာရှိတယ်ဆိုတဲ့အပေါ်မှာမူတည်ပြီးလොမြောက်ခြင်းမလොမြောက်ခြင်းအောင်မြင်ခြင်းမအောင်မြင်ခြင်းရောက်နေပြီးဘာလုံးမလဲနော်တိုင်းရင်းသားတွေဥပမာရခိုင်တို့တခြားတခြားသူတို့မှာလုံးဆရာတွေရှိသေးတယ်နော်အနာဖက်ကပြဿနာတွေရောအရှိတပြဿနာတွေရောရှိသေးတယ်ဘာမှထိုင်ဆောင်နေဖို့အချိန်မရှိဘူးဘာလုံးမလဲကျွန်တော်ကတော့ UNG မမေးဘူး UNG အောက်ကစစ်မှန်တဲ့တော်တိုင်းကောင်းဆောင်တွေမေးနေတာဘာလုံးမလဲ ကျွန်တော်တို့တွေအိမ်မက်တွေပြန်လဲတိစားမက်အခြေတွေနော်ပြန်လဲတန်းပြီကိုအရင်လိုမျိုး2021မတိုက်ခင်ကကတော့ပြန်ရောက်ဖို့ဆိုရင်နောက်တဲ့အနည်းဆုံး7နှစ်ကျော်ကျော်လောက်လောက်ရောက်မှာအခုလောက်ကလေးကညီလုံးမပြီးတော့ဘာလုံးမလဲအယူဂျီမမေးဘူးနော်အယူဂျီအောက်ကစစ်မှတ်တဲ့ခေါင်းဆောင်တွေကြီးနေတယ်ဆိုရင်မေးတော့ပြီးတော့ပြီးရခါတော့နတ်နေပြီးတော့နော် အကုန်လုံးတိုက်ချင်မှလည်းတိုက်မယ်ဘာလို့ဆိုရင်ပြီမနဲ့ကချိန်ထားရတဲ့အပိုင်းရှိလို့အကုန်လုံးတိုက်လိုက်ရင်စစ်ကောက်စီဘက်ကနေပြီးတော့ဥပမာနော်ဗန်စနစ်ငွေချေးပေါ့ဗျာနောက်အာမိုဘိုင်းကွန်ရက်တွေအဲ့ဒါတွေဟာအလုံးချိန်ဆက်ထားတဲ့အတွက်ကြောင့်နည်းနည်းတော့ခြံထားပေးမှာပဲအဲ့ခါကျရင်တရုတ်ကြီးတဲ့80 30 80 20 90 30ကျတဲ့လူပြောရွေးကောက်ပွဲလုပ်ပြီးအယူကြီးသိပြီးဒီအဲ့ဒီဟာနောက်ဆုံးအဲ့လိုဖြစ်သွားမှာ ဒါရှင်းရှင်းလေးပဲမြင်နေရပြီအဖြေယူလည်းပြန်ကြည့်လိုက်ဘာကြောင့်လဲဆိုတော့ပြန်ကြည့်လိုက်အခုပြောခဲ့တာကြောင့်လေပြီးတော့ဘာလုံးမလဲဒီလောက်ရှင်းတော့ဒီလောက်ရှင်းလာတော့မဒီလောက်ရှင်းမှမဟုတ်ဘူးဗျာဟုတ်လားကျွန်တော်ပြောတော့မားနေပြန်ပြောရတယ်ကျွန်တော်ပြန်ဖြေရှင်းကြည့်မယ်နော်ဒါကိုအရေးအတွင်းပိုင်းအရေးကိုပြောနေတာအဓိကအလယ်ပိုင်းပေါ့ဗျာတခြား ဟိုရန်ကုန်ငွေအခွန်တွေတန်ရာဇာတာတွေပါတယ်ညတွေမပြောဘူးစိတ်ရေးကိစ္စနဲ့အားလုံးစိတ်အနိုင်တိုက်ဖို့ကိစ္စနဲ့နိုင်ငံရေးကိစ္စကိုပြောသွားတာအဖြေကအဲ့ဒါပဲလေနော်အဲ့ပုံမှာကျွန်တော်မိတ်ဆွေတွေဘယ်လိုမြင်လဲကွန်မန့်မှာရေးခဲ့ပေးပါတခြားရှူတောက်ရှိနေတယ်ပြန်ညာညင်းလို့ရတယ်ပြီးနေပြီပြီးနေပြီဆိုတာနော်ဘာလို့မှလည်း IG တိမ်ပါပဲ IG ရတော့မဟုတ်လားကျွန်တော်ပြောတာကို အာကျွန်တော်ထပ်ပို့နားလဲတဲ့ဆရာဆရာမတွေအများကြီးပဲရှိတယ်ကြီးနေတာပဲပြီးတော့ပြောကြည့်ပါဦးတိုင်းတာကားစားတွေလည်းရှိမှာပဲအဲ့လိုပဲမဟုတ်လားဟာဆက်လေးပြထောင်နဲ့ AUG ကလှုပ်ကြည့်တယ်စစ်ကောင်းဆောင်တွေတိုက်မယ်တက်ကိုပြတုံးမယ်အတိုင်းသားတွေဖက်ဒရယ်တိစားမယ်တက်ကိုတိုင်းသားတွေကလည်းသူတို့ကြီးမှချက်အလောက်အလုံးစုံပြေးမြောက်ဖို့ဆိုအလဲပိုင်းဝင်ရမယ် AUG ခံနေတယ်ပူပါမလုံးဆောင်နိုင်ဘူးဟောအေအေဟိုတက်ခဲစုံမြင်နေတယ်အာပေါင်းချစ်ပေါင်းရိုးခင်ဂျာနဲ့ပေါင်းတယ် တော့ IUD အကူအညီမပါဘဲတိုင်းရင်းသားတွေကလည်းအလဲပိုင်းကိုစိတ်ကြိုက်ဝင်တည်ရလို့မရဘူးဝင်လို့လို့မရဘူးပြီးတော့ IUD ခေါင်းဆောင်တွေရဲ့အဖြေကလည်းထွက်ဖို့လည်းမရှိဘူးသူကသူကဘာလုပ်နေမှမသိတာသူတို့ရည်ရွယ်ထားတဲ့စစ်ကောင်းဆောင်ကိုဖြုတ်ချမယ်ဆက်လေးပြထောင်လုံးမယ်တော့ဟာလမ်းဟောင်းအဲ့လမ်းဟောင်းတိုင်းသားတွေလက်မခံဘူးပြီးတော့ IUD ကသိ EO တွေလည်းမခံ IUD ကသိပဲဘာဖြစ်လို့သိလဲ IUD တိုက်မဲ့လက်နဲ့ခံရအောင်အလုံးဟာလက်စားထွက်ပေါက်အကုန်လုံးမှထိုင်တော့တဲ့တိုင်းသားတွေစီကလာတာတော့ကြောင့်သိမယ် အဲ့တော့ပါပါများချေကို IG မရှာနိုင်ရင်တိမ်ပါပဲ PD အဲ့ဒီကတော့သူရဲ့ mikit tire တွေမှာပြန်ပြီးတော့ backup ခုတ်လို့ပြီးပြန်ပြီးတော့ဖြည်းဖြည်းချင်းဝင်ဝင်ရမှထင်တယ်အဲ့လောက်ပဲအဲ့တော့တော့ကြောက်မယ်အဲ့တော့အခုကျွန်တော်အစမပြောခဲ့တဲ့ဟောဥပမာပေါ့ဘုံငကားတို့ရချင်းတို့ဘာတို့တစ်ထားပြန်လာတိုက်ပြန်ပြီးတော့တိုက်ပွဲချင်းပြည်နယ်ဖန်ပြန်လာတဲ့အဖွဲတွေဟာ strong hold ယူထားတယ်တချို့နေရာတွေမှာတချို့နေရာတွေမှာခိုင်မာနေပြီနော်အဲ့ဒီ stronghold ကလည်းတိုင်းသားတွေကအခြေအနေတစ်ခုပြောင်းလဲသွားရင် stronghold နဲ့ပါတော်လို့နဲ့ကင်ကြောက်အောင်မယ်ဟုတ်လားအဲဒီကမသိအောင်ဆိုရင်အဲ့ပါတော်လို့ကိုရှိတဲ့ငါအောက်မဝင်တဲ့ကောင်တွေအကုန်လုံးလိုက်ပြင်းပါလေပြီးတော့ကြက်တနာကြည့်အောင်ပါအဲ့ကြရမှာအဖြေချပဲအဲ့ဟောက်အဖြေရအောင်ချပြီးတော့ပြင်လဲဆက်ဆက်မလုပ်ရင်ဒီနစ်မကုတ်ခင်မှာမလုံနိုင်ဘူးအပြောင်းလဲတစ်ခုကို တိုက်ဖို့မပြောသေးဘူးနော်အဖြေထွက်တော်လောက်နဲ့နေပြီးတယ်ဟုတ်သူနော်အဲ့လိုဟောအဲ့လိုပါကျွန်တော်ပြောတော့မိုင်းပြန်လာပြောကျွန်တော်ပြန်ဖြေရှင်းလိုက်တယ်